နိုင်ငံတကာယုံကြည်လာတဲ့နိုင်ငံတကာလက်တွဲအလုပ်လုပ်လို့ရတဲ့အဖွဲ့အစည်းဖြစ်လာဖို့ဒီဆောက်ချဖို့ပေါ့နော်အဲ့လိုမျိုးလိုမျိုးလို့ထင်ပါတယ်တကယ်အကုန်လုံးပေါ့နော်တကယ်1%ပေါ့1% package နဲ့ပြောမှဆိုရင် peace နဲ့ prosperity ပဲဆိုတော့အဲ့ဒီအတွက်ပဲကျွန်တော်တို့တိုက်ပွဲတွေတိုက်နေရတယ်ဘယ်လိုမျိုးအလုပ်တွေလုပ်နေရတယ်ပေါ့နော်လက်ရှိအခြေအနေကကျွန်တော်တို့အခြေအနေကတော့ဟိုနည်းနည်းတော့ပုံပေါ်လာပြီပေါ့လေ ဒါပေမဲ့ကျွန်တော်တို့မှလည်းဟိုနေ့နေ့စဉ်နဲ့များပုံကျဲခံရတယ်လေပုံကျဲခံနေရလို့တို့တွေကတော့ကြောက်သွားလိမ့်မယ်အငငယ်သွားလိမ့်မယ်ဆိုတဲ့အထင်မျိုးနဲ့ပုံကျဲကြရတယ်တူပါလေကျွန်တော်တို့မှကျတော့ဒီလိုမျိုးပုံကျဲခံတဲ့အတွက်ကြောင့်ငါတို့အလုံးမပြီးသေးဘူးဆက်လုပ်နေရမယ်စစ်မိတ်ဆာတွေပေါ့နော်အမြင့်မဖြုတ်သေး၍ငါတို့ဘယ်တော့မှမလွတ်မြောက်ဘူးပေါ့နော်ကို့မြေကို့ရဲ့ပူပေါပိုင်မျိုးမချင်းပြီမှာပါမရှိတော့ရင်တော့မှပဲဟိုရန်ကုန်မှာ နေပြည်တော်မှာမန္တလေးမှာရှိနေလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိအောင်မြင်မှုပေါ့နော်လက်ရှိကြထားတဲ့အောင်မြင်မှုတိုင်းတာကနေတနင်္ဂနွေလုံးတိုင်းတာတိဒီစစ်အာဏာရှင်ဘလို့မြစ်ပြောင်းလို့မလဲပြည်သူတွေတကယ်လိုလားတောင်းတတဲ့ဒီငြိမ်ချမ်းမှုတိုးတက်ကြီးပွားတာယာမှုတရားမျှတမှုကိုဘလို့ဆောင်ချင်းလာပြီးမလဲဆိုတော့ဖြစ်ပေါ်လာတဲ့နိုင်ငံရေးကြီးချိန်တွေပေါ်မူတည်ပြီးမှရှေ့ဆက်သွားကြဖို့ပဲဖြစ်မှာပါ ျွန်တော်လက်ရှိအောင်မြင်မှုတွေဆိုတာကိုတို့မသိဘူးမဟုတ်ဘူးသိပါတယ်ဒါပေမဲ့ဒီအောင်မြင်မှုတွေဒီ sustainable ဖြစ်သလားတို့ကတော့ဟိုရည်ရှိကြည့်တယ်လူတွေလေဥပမာဒီလွတ်လပ်ရေးခေတ်ကာလတုန်းကဆိုရင် PNUKNDO အနေနဲ့မြို့ပေါင်း45မြို့လောက်တို့တင်နိုင်ခဲ့တာပဲဒါပေမဲ့အဲ့45မြို့လောက်တင်နိုင်ခဲ့တာဘလောက်ကြာကြာခံခဲ့တယ်လဲပြီးတော့မှဘယ်လိုမျိုးပြန် run တယ်လဲစစ်ကောင်စီမရှိတော့ဘူးပေါ့နော်စစ်ကောင်စီကိုတိုက်ထုတ်လိုက်တယ်စစ်ကောင်စီတိုက်ထုတ်ပြီးသားနေမှာနေရာမှာဘယ်လိုမျိုး administration တွေရှိလာတယ်လဲဘယ်လိုမျိုး public service တွေရှိတယ်လဲ ဘယ်လိုမျိုး infrastructure တွေကျန်းမာရေးပညာရေးပြီးတော့မှဒီ judicial process ဘယ်လိုရှိလာတယ်လဲပြီးတော့မှဒီ law making တွေပေါ့နော်ဘယ်လိုရှိတယ်လဲပါဆိုတာမျိုးကိုသူတို့စောင့်ကြည့်ကြအောင်မထင်းနဲ့ international landscape တော့လည်းကောင်း regional landscape တော့လည်းကောင်း political scenario ကိုကျွန်တော်တို့လိုအပ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်လို့ပြောင်းလဲနိုင်မှာတော့မဟုတ်ဘူးတကယ် reality နဲ့ကျွန်တော်တို့ဘယ်လိုဆက်ဆံနိုင်မလဲဘယ်လို ကျွန်တော်တို့ရဲ့အချင်းတွေဘလို့ဆွဲခေါ်လာမှလဲကျွန်တော်တို့ဘလို့မြင့်တင်လာတိုင်းမလဲဘလို့ချိတ်ဆက်နာနိုင်မလဲဆိုတာကအဲကျွန်တော်တို့ရဲ့အောင်မြင်မှုဘလောက်ခိုင်းပါတယ်လဲဘလောက်ရည်ရှိဖြစ်မလဲကျွန်တော်တို့ဘလောက်တည်ဆောက်ချင်ကြတယ်လဲကျွန်တော်တို့ဖက်ကပဲဂိုလုဆက်ရှယ်လို့ပို့လို့ရပေါ့နော်အင်းနေချင်းနိုင်ငံတွေကို အားမရနေလို့ကျွန်တော်တို့ကသူတို့ကိုသူတို့ကကျွန်တော်တို့ဘာ accountable မှမရှိဘူးလေသူတို့ကကျွန်တော်တို့ဘာဘာမှအကျွေးတင်နေတာမရှိဘူးလေအဲ့လိုမျိုးလက်တွေ့ကြကြကျွန်တော်တို့ပြုပြင်ပြောင်းလဲလာဖို့နိုင်ငံတကာချိတ်ဆက်လာတဲ့နိုင်ငံတကာယုံကြည်လာတဲ့နိုင်ငံတကာလက်တွေ့အလုပ်လုပ်လို့ရတဲ့အဖွဲ့အစည်းဖြစ်လာဖို့တည်ဆောက်ကြဖို့ပေါ့နော်အဲ့လိုမျိုးလိုမယ်လို့ထင်ပါတယ်